ပါခင်ဗျာအပတ်စဉ်တင်ဆက်နေတဲ့ Editorial Talk Editor စကားဝိုင်းကိုတင်ဆက်လိုက်ပါတယ်ဒီလိုပဲကျွန်တော်တို့ဆွေးနွေးမဲ့အကြောင်းကတော့ပြောင်းလဲချိန်တန်ပြီဆိုတော့ကျွေးကြည်တော်တဲ့ NLD အစိုးရဒီလထဲမှာတစ်နှစ်ပြည့်ပါပြီတစ်နှစ်တာအတွင်းအစိုးရရဲ့လှုပ်ဆောင်ချက်များကိုလည်းတချို့ဝန်ကြီးဌာနအလိုက်တွေပြည်နယ်နဲ့တိုင်းလိုက်တွေတဲ့ဒီနိုင်ငံပိုင်သတင်းစာတွေမီဒီယာတွေမှာတော့ပေါ်ပြနေပါတယ်အဲ့ဒါနဲ့ပတ်သက်လို့ပဲကျွန်တော်တို့ဆွေးနွေးမှာပါအဲ့တော့ကျွန်တော်ပထမဆုံးဒေါက်တာရမျိုးသိကိုမေးပြရစီခင်ဗျာဒီထို့သဖြင့်တော့ကျွန်တော်တို့ဟိုကောင်းမွန်သောအစိုးရပါနော်နောက် တိုင်းသားကြီးရာနဲ့ငြိမ်းချမ်းရေးနောက်ပြီးတော့စီဝါရေးပေါ့နော်လူမှုစီဝါရေးဆိုတဲ့ကြွေးကြော်တန်နေတဲ့ဒီအစိုးရတက်လာတာတစ်နှစ်ပြည့်ပြီတစ်နှစ်အတွင်းမှာဘာတွေပြောင်းလဲသွားလဲဘာတွေလုပ်ဖို့လုပ်မလဲအဲ့ဒါလေးကိုပထမဆုံးဆက်ဆွေးနွေးပေးပါခင်ဗျအဲကျွန်တော်မြင်တလောက်တော့ပေါ့လေဒီ2015ရွေးကောက်ပွဲအပြီးမှာအဲကျွန်တော်တို့နိုင်ငံရဲ့တမိုင်းမှာပြည်သူလူထုကနေရွေးကောက်တင်မြောက်တဲ့နော်ဟိုလူအများစုပါတဲ့လွှတ်တော်တွေပေါ်လာတယ်အဲ့ဒီလွှတ်တော်တွေကနေပြီးတော့ရွေးကောက်တင်မြောက်တဲ့အစိုးရဆိုတာပေါ်လာတယ် နော်ပြည်သူလူထုကနော်ယုံကြည်ထောက်ခံမှုကို အပြည့်အဝရထားတဲ့ဒေါ်အောင်ဆန်းစုကြည်လိုပုံကုမျိုးကနော်နိုင်ငံတော်ဤအတိုင်ပင်ခံပုံကုဆိုတဲ့နေရာကိုနော်နိုင်ငံတော်ရဲ့အခရာဆင်မှာပေါ့ဗျာတမရပြီးရင်သူကဒုတိယမြောက်အရေးကြီးဆုံးပုံကုအနေနဲ့ရလာတယ်အဲဒါကတော့ခုနပြောသလိုဒါကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဟလာဒီ1962ခုနှစ်နောက်ပိုင်းကနေစပြီးတော့ဟလာမျိုးဆက်အလိုက်ပေါ့ဗျာနော်တွေးတွေချွေးတွေအသက်တွေဘဝတွေရင်းနှီးမြုပ်နှံလာတဲ့ ဟိုအသီးအပွင့်တပိုင်းတစားကိုဟလာ2015ရွေးကောက်ပွဲအပြီးမှာမြင်လာရတယ်လို့တော့အဲ့လိုကျွန်တော်ကတော့မြင်တယ်ဗျ။အဲနောက်တစ်ချက်ကဘာလဲဆိုတော့ဒါပေမဲ့အဲ့ဒီအချိန်မှာခုနပြောသလိုလွှတ်တော်တွေမှလည်းပဲဟလာဒီ25ရာခိုင်နှုန်းဒီတက်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရှိနေတယ်။နောက်အစိုးရအဖွဲ့ရဲ့အနေထားကိုကြည့်မယ်ဆိုရင်လည်းအစိုးရအဖွဲ့တွေမှာကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနဒီပြည်ထောင်ဝန်ကြီးဌာနနဲ့နေဆက်ရေးရဝန်ကြီးဌာနဝန်ကြီးတွေဟာတက်မတော်ရဲ့ဒီဗိုလ်ချုပ်တွေဖြစ်နေသေးတယ်။အဲ့ဒီအခါကျတော့ပြောမယ်ဆိုရင်တော့ဟိုမှာဟို အပြည့်အဝနော်ဟိုဒီမိုကရေစီကိုကိုစားပြုတဲ့အစိုးရလည်းမဖြစ်သေးဘူးဒါပေမဲ့လွှတ်တော်လည်းမဖြစ်သေးဘူးဒါပေမဲ့အဲ့ဒီအခြေအနေမှာပဲကျွန်တော်အမြင်အဖြစ်တော့ကောင်းမွန်တဲ့အစိုးရနော်ဖြစ်အောင်လုပ်နိုင်တဲ့အခွင့်အလမ်းတွေလည်းရှိနေတယ်လို့ကျွန်တော်ကမြင်တယ်။ဒါဥပမာအဖြစ်အစိုးရအဖွဲ့တွေမှာဟလာဘိုးချုပ်ကင်မှုတွေကိုရှော့ချနိုင်ဖို့လိုတယ်။နောက်အင်္ဂလိပ်လိုက်စားမှုတွေကိုနော်ထိထိရောက်ရောက်နဲ့စီယုံနဲ့အဆင့်ပညာပေးတဲ့အဆင့်ဟလာအေးအေးယူတဲ့အဆင့်ပေါ့လေအဆင့်အဆင့် ဆောင်ရွက်နိုင်မှုလိုအပ်တယ်လို့မြင်တယ်။ဥပမာဒီဘိုးချုပ်ကင်မှုကိုရှော့ချတယ်ဆိုတဲ့နေရာမှာကျွန်တော်အများအဖြစ်တော့ဟလာဟိုလက်ရှိအစိုးရအဖွဲ့တွေမှာရောဝင်ကြီးဌာနတွေမှာရောအင်မတန်မှအားနည်းတယ်လို့မြင်တယ်။အဲ့ဒီလိုပဲဒီအဂတိလိုက်စားမှုတိုက်ဖြတ်ရေးအပိုင်းကိုကြည့်မယ်ဆိုရင်လေလွန်ခဲ့တဲ့တစ်နှစ်အတွင်းမှာပေါ့လေတကယ်အဂတိလိုက်စားမှုကိုထိထိရောက်ရောက်တိုက်ဖြတ်နိုင်တဲ့အခြေခံကောင်းတွေ တိဆောက်ခဲ့မှုအပိုင်းမှာအားနည်းချက်တွေအများကြီးရှိနေသေးတယ်လို့အဲ့လိုတော့သုံးသပ်ပါတယ်ဟုတ်ကဲ့ခင်ဗျာဒေါက်တာရညွတ်တဲ့ရတော့ဒါဘိုဟိုထုတ်ကင်မှုရဲ့ကျွန်တော်တို့အဂတိလိုက်စားမှုတိုက်ဖြတ်ရေးမှာတော့အားနည်းနေသေးတယ်လို့တစ်နှစ်အတွင်းမှာတော့သုံးသပ်တော့ပါတယ်ကျွန်တော်တို့ရဲ့ဒီဒီကြုပ်ဥဆောင်တဲ့အစိုးရမှာနောက်တဲ့တစ်ခုကတော့အဲဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးဆိုတာလည်းပါပါတယ်တိုင်းသားအရေးနဲ့ပြည်တွင်းညံ့ညံ့ရုံလည်းဥစားပေးလှုပ်ဆောင်နေပါတယ်ပေါ့နော်အဲ့တော့တစ်နှစ်အတွင်းမှာဆရာကြီးဘာတွေများလုပ်နိုင်ခဲ့လဲဘာတွေလုပ်ဖို့ကြံနေလဲအဲ့ဒါလေးလည်းဖြည့်ဆွတ်ပြီးတော့ဆွေးနွေးပေးပါဦးခင်ဗျာနေနေ ငင်းငယ်လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ energy ဆိုတာတက်တဲ့ချင်းကတော့ဒါငင်းငယ်လုပ်ငန်းစဉ်ဟာတိုင်းပြည်အတွက်အဓိကဆိုပြီးတော့တဲ့လိုအပ်တဲ့ institution တွေဖွဲ့ NRBC တို့ငင်းငယ် commission တို့ဖွဲ့အဲတချိန်ထဲမှာလည်းသူကဘာထပ်လုပ်လဲဆိုတော့27ပထမ27ပင်လုံးပထမချင်းညီလာခံအားလုံးပါဝင်နိုင်ဥတည်ပြီးစူးစမ်းခဲ့တယ်အဲ့တော့ NC လက်မှတ်ထိုးတဲ့သူတွေရောလက်မှတ်မထိုးတဲ့သူတွေရော တက်နေအောင်လုပ်ခဲ့တယ်ဒီအခုတက်မရောကနေပြီးတော့ဒီလက်နက်ကင်လမ်းစဉ်စွန့်ရမယ်လို့ပြောထားတဲ့မြောက်ပိုင်းသုံးဘွဲ့ကိုတော့ညှိနှိုင်းနေညှိနှိုင်းခဲ့သေးတယ်ဒါကညှိနှိုင်းမှုတော့မအောင်မြင်လို့အဲ့သုံးဘွဲ့မှာပါကြံတဲ့လူလူစုံတက်ခဲ့အဲ့အချိန်ထိက9လလောက်ပေါ့နော် NLD စွတ်တဲ့9လတည်းမှာတော့တက်တက်လက်လက်နဲ့အလူတွေလည်းမျောလင်းခဲ့တဲ့အကာလတစ်ခုရောက်ခဲ့ဒါပေမဲ့အဲ့ညီလာခံအဖွင့်ပွဲပထမနေ့မှာဒေါ်ဆန်းစုကြည်ကနေပြီးတော့ NC ငင်းရဲလူငန်းစင်းတီ NCT အောက်မှာသွားမယ် ် NCA လက်မှတ်ထိုးအောင်ဆိုတော့ NCA လက်မှတ်ထိုးမှသာလေနိုင်ငံရေးလုံခြုံရေးမှာပါဝင်ခွင့်ရမယ်လို့ပြောလိုက်တယ်အဲ့အချိန်မှာစပြီးတော့ prefect card ဖြစ်လာ prefect card ဖြစ်လာတဲ့တပိုင် NCA လက်မှတ်မထိုးတဲ့ဖွဲ့ကတကယ်တော့အုပ်စု3စုရှိတယ်တကူက KA ခေါင်းဆောင်တဲ့ UNFC 9ဖွဲ့ဖြစ်တယ်အဲသူတို့ကတော့ NCA မှာပြင်ဆင်ချက်တွေပြင်ဆင်စရာလိုတယ်အဲနောက်ဆုံး proposal လုပ်တာတော့အချက်ကိုကျက်လောက်ပြည့်စရာလိုတယ်ဆိုရအဖွဲဖြစ်တယ်ဒုတိယအစုကတော့ဝါနဲ့မိုင်းလာဖြစ်တယ သူကတော့ငញ្ញန်းယူထားတာကြာပြီအဲ့တော့အဆင့်30နဲ့သွားမယ်အခုအပြစ်ခတ်ရဆက်ပြည်တော်စုအဆင့်အပြစ်ခတ်ရဆက်ပြီးလို့ရှိရင်နိုင်ငံဆွေးနွေးပဲသွားမယ်အစီလက်မှတ်ထိုးစရာမလို့ဆိုရက်တည်ထားတဲ့ဖွဲ့ဖြစ်တယ်တတိယစုကတော့ခုနကိုကန်တန်းပလောင်နဲ့အေးဒီသုံးဘက်ကိုကြာတော့တက်ကပထမတော့လက်နဲ့စွန့်အောင်ပြောထားတယ်နောက်2016တန်းမှာလက်နဲ့ကန်လမ်းစဉ်စွန့်အောင်ပြောထားတာအဲ့တော့ဒီသုံးဘက်နဲ့ပတ်သက်လို့ NC ထုံးဝင်ပေးမပေးဆိုတာရှင်းရှင်းလင်းလင်းဒီနေ့အထိ ဒီဒေါအောင်စန်းစီခေါင်းဆောင်နဲ့ NRPC ကလည်းပြောမထားသေးဘူးအဲ့တော့ပြီးခဲ့တဲ့ February လတည်းမှာလုပ်တဲ့ဒီညီလာခံမှာလည်းပဲ sorry ဗကြုံမြထုံးရဲ့ဒရင်းစာရှင်းလင်းပွဲမှာလည်းပဲဒါထက်သွင်းစဉ်းစားမှမဟုတ်ဘူးဆိုတဲ့အမျိုးနောက်မှပေါ်တဲ့အဖွဲ့ဆက်လင်းစဉ်းစားမှမဟုတ်ဘူးဆိုပြီးပြောခဲ့တယ်အဲ့တော့ NCA ထိုးရေးတီကြန့်ကြလာအာ UMC နဲ့ဆွေးနွေးကြလာလေအချိန်နေကြလာတယ် အချိန်ကြီးကြာလာတဲ့အခါကျတော့ February လာတဲ့မှာကျတော့ပန်ဆက်မှာဆွေးနွေးပွဲတစ်ခုထပ်ပေါ်လာဒါဝါကောင်းဆောင်ပြီးလောက်တာအဲ့တော့ဝါရဲ့မိုင်းလာပါမယ်ခုန NC လက်မှတ်ထိုးဖို့ညှင်းပယ်ထားတဲ့ဒီမြောက်ပိုင်း၃ဘက်ပါလာတယ်နောက် KNA နဲ့ဒီ SSPP မြောက်ပိုင်းနဲ့နှိစက်တဲ့အဖွဲ့တွေတက်တက်တဲ့ခါကျတော့သူတို့လမ်းကြောင်းမှာဘာဖြစ်လဲ NC ထိုးတာလက်မခံဘူးနော်အပြစ်ခရဆယ်ပြီနိုင်ငံဆွေးနွေးမယ်ဆိုရင်လမ်းကြောင်းကိုသူတို့တင်လိုက်တာအဲ့တော့ဒီ NC နဲ့သွားမယ်လို့ကြေညာထားတာဆိုတော့ NC မှာကချူနိုင်ငံနဲ့ပတ်သက်တဲ့အခြေခံမှုတချို့ရှိတယ် ောက်အဓိကတော့ institution ၄ခုရှိတယ်ဒီငင်းရိုင်းဆွေးနွေးပွဲလုပ်ငန်းစဉ်နဲ့ပတ်သက်လို့အဲ့တော့ဒီလိုကြီးညာထားတဲ့ဟာမှာအကုန်လုံးအကန့်အသတ်ဖြစ်ကုန်သွားတယ်အဲဒါပေမဲ့တခုကဘာပြန်ပေါ်လာလဲဆိုတော့ဒီ match လာတဲ့မှာဒီ match လာ၃ရက်နေမှာဒီပြန်ကဒီငင်းရိုင်းကွန်ဖရင့်ဆွေးနွေးပွဲတဲ့ခါမှာဒီပြန်ကအဆိုပြုထားတဲ့ NCA မှာထပ်ဖြည့်ရမယ်ပြင်ဆင်ဖြည့်ဆွေးရမယ်အချက်၉ချက်ကိုမူရသဘောတူတယ်ဆိုပြန်ဖြည့်လာနော်ဒါတနည်းတော့ ညှိနှိုင်းမြေဖြေမပေါ်တဲ့ဟာအခုကြမှာမူရသဘောတူတယ်မူရသဘောတူတယ်ဆိုတာတော့တိကျသဘောတူတာမဟုတ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ NC လက်မှတ်မထိုးသေးတဲ့သုံးဘွယ်ချားမှာဟိုကဘယ်လိုရှစ်ဆက်သွားမလဲဆိုတဲ့ဟာရှုပ်ထွေးမှုပေါ်တယ်အဲတစ်ဖက်ကလည်း NRI ဆိုတာအနေနဲ့ဒါဟိုဒီကြေကြဲလုံငါးစင်းတော့ဒီအဖွဲ့တွေဘယ်လိုသိမ်းသွင်းမလဲဆိုတာအခုချိန်မှာတော့အကျက်တဲ့ကာလာတစ်ခုဖြစ်ဒါ NC မထိုးရသေးတဲ့သူအပိုင်အဲ NC ထိုးပြီးသားသူတွေမှာလည်းဘာဖြစ်လဲဆိုတော့ ဒီဒုတိယ sorry ပထမကြိမ်ပင်လုံညီလာခံပြီးတဲ့အခါမှာအမျိုးသားစစ်နိုင်ငံရေးဆွေးနွေးပွဲကိုကရင်တခုပဲခွင့်ပြုတာ။ကရင်ပြည်နယ်မှာပြတင်လာတိုင်းမှာပြုတယ်။နောက်ပိုင်းပဲခူးတိုင်းမှာစပြုတယ်။ဒါမှမဟုတ်အဲ့ဒီချိန်မှာပြုပြီးတဲ့ချိန်မှာဒီ February 28ရက်နေ့မှာဒုတိယကြိမ်ပင်လုံညီလာခံလုပ်မယ်ဆိုပြီးရထားလာတဲ့ချိန်မှာကောက်ဝဲမှုတွေပေါ်လာတယ်။ဘာလို့ဆို NC လက်မှတ်ထိုးတာ RCS ကလည်းအမျိုးသားစစ်မလုပ်ရသေးဘူး။ရခိုင်လည်းမလုပ်ရသေးဘူး ALB ကလည်း။နောက် CMF ချင်းကလည်းလုပ်ခွင့်မပြုဘူး။အားလုံးက ်နည်းနည်း NCA ကိုသဘိမဒီဒုတိယညီလာခံသဘိပေါက်မယ်ဆိုအတံမျိုးတွေထွက်လာအဲ့ဒီအချိန်မှာပြလွန်ညီကောင်ထတ်ရွှေ့တယ်အဲထတ်ရွှေ့ပြီးတော့ချင်းကိုခွင့်ပြုတယ် RCS ကိုခွင့်ပြုတယ်ဒါတော့မှ RCS ကိုသူတို့ကျင်းပခြင်းနဲ့မျိုးတွေမှာကျင်းပခွင့်မရသလိုတစ်ခံတယ်အဲ့တော့ရခိုင်ကိုကျင်းကျင်းပခွင့်မပေးသေးဘူးအဲ့တော့ဆိုရ NC ထိုးပြီးသားဖွဲ့တွေမှာလည်း NC လုပ်ငန်းစဉ်ပေါ့သူ NC သဘောတူညီမှာပါတယ်လုပ်ငန်းစဉ်နဲ့ပြီးပြောင်မလုပ်သေးဘူးအဲ့တော့ချုပ်ပြီးပြောလို့ရှိရင်တော့ဒီတစ်နှစ်အတွင်းမှာ ညီငယ်ရေးလုပ်ငန်းစဉ်ဟာပထမကြိမ်ပင်လုပ်ငန်းညီလာခံအထိတက်တက်ကြွကြွဖြစ်လာခဲ့တဲ့ညီငယ်ရေးညီလာခံလုပ်ငန်းစဉ်ဟာအခုအချိန်မှာတော့အကြက်တဲနဲ့ရင်ဆိုင်နေရတယ်လို့ပြောဟုတ်ကဲ့မဆရာပြောသလိုပါပဲအခုဒုတိယကြိမ်ပင်လုပ်ညီလာခံခေါ်ရတဲ့ချွေးလာတာငားကတော့တော့ရှိပြီပေါ့နော်အစွမ်းဆရာပြောသွားတဲ့ဟာတွေကိုပဲညှိနှိုင်းဖို့ပေါ့ကျွန်တော်တို့ဒီတကယ်ပြန်ခေါ်ရင်တော့ပို့ပြီးတော့အဖြေရလာမယ်လို့တော့မျှော်လင့်ရတာပေါ့အဲ့တော့ကတော့ဟိုအကောင်းဆုံးညီလာနေလဲဟို တရားလောက်ပဲဆက်သွားမယ်ပုံစံမျိုးတော့ရှိတာပါကျွန်တော်ဆရာဟိုဒေါက်တာရမျိုးသိန်းကိုနောက်တစ်ခုမေးချင်ပါသေးတယ်ကျွန်တော်တို့ NLD အစိုးရအဲဂရိပေးတာတဲ့အမှကောင်းမွန်သောအုပ်ချုပ်ရေးဆိုတာတော့ပါတာပါเนาะအဲ့တော့အုပ်ချုပ်ရေးစီးပွားရေးဘက်မှာတော့တနေ့တွင်ဘာတွေများလုပ်နိုင်ကြလဲဘာတွေလုပ်ဖို့ရည်ရည်ကြံနေသေးလဲအဲ့ဒါလေးလည်းပြည့်စုံပြီးပြောပြပေါ့ခင်ဗျာအဲလက်ရှိအချိန်ဒီမှာဒီအုပ်ချုပ်ရေးဘိုင်းပေါ့လေအုပ်ချုပ်ရေးဘိုင်းကကျွန်တော်တို့ဟိုပြည်ထောင်စုဝန်ကြီးဌာနရဲ့လက်အောက်မှာရှိတယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဲ့တော့ ကျွန်တော်မြင်သလောက်တော့နဲတော်တော်များများမှာသူကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဌာနအားလုံးရဲ့သူကခေါင်းချုပ်လို့ဖြစ်နေအဲ့တော့ဌာနအားလုံးပေါ်မှာသူကလွှမ်းမိုးနေတဲ့သဘောမျိုးလို့ဖြစ်နေအမှန်တကယ်ကဒါဟာကျွန်တော်တို့ခုနပြောတဲ့ကောင်းမွန်သောအုပ်ချုပ်ရေးအတွက်ဒါဟာဟိုအထောက်ကူမပြည့်ဘူးလို့ကျွန်တော်မြင်တယ်အဲ့ဒီအခါကျတော့တကယ်တမ်းအဖြစ်လွတ်တော်အနေနဲ့ဟလာကျွန်တော်တို့မြို့နယ်ခရိုင်နောက်တိုင်းဒေသကြီးနဲ့ပြည်နယ်အုပ်ချုပ်ရေးဥပဒေကိုနော်အမြန်ပြဋ္ဌာန်းလာနိုင်မယ် เนาะအဲ့ဒီဥပဒေနဲ့ဆက်ဆက်တဲ့ new ဥပဒေတွေလည်းထွက်လာမယ်အဲ့ဒီဥပဒေတွေ new ဥပဒေတွေနဲ့အညီဟလာပြည်သူလူထုကနေတိုက်ရိုက်ရွေးကောက်တင်မြောက်တဲ့အုပ်ချုပ်ရေးအဖွဲ့တွေကိုမြို့နယ်ခရိုင်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာစနစ်တကျဖွဲ့စည်းပြီးတော့ပေါ်ဆောင်လာနိုင်မယ်ဆိုရင်ကျွန်တော်တို့ကကောင်းမွန်တဲ့အုတ်ချုပ်ရေးဆိုတာကိုကျွန်တော်တို့မြင်လာရနိုင်တယ်လို့မြင်တယ်။နောက်ကောင်းမွန်တဲ့အုတ်ချုပ်ရေးဆိုတဲ့နေရာမှာကျွန်တော်တို့ကအဂတိလိုက်စားမှုတိုက်ဖြတ်ရေးကိုလည်းကျွန်တော်တို့ဖယ်ထားလို့မရဘူး။အဲ့တော့ဥပမာပြည်တော်စုဝင်ကြီးတယောက်ကဟလာဝင်ကြီးဌာနမှာ "तू အဂတိကင်းတယ်"လို့ပြောယုံနဲ့ သူတာဝန်မကင်းဘူးအဲ့ဒီဝင်ကြီးဌာနတစ်ခုလုံးဟာသူ့ဘုံမှာတာဝန်ရှိတယ်အဲ့ဒီဝင်ကြီးဌာနထဲမှာအာဂရိလိုက်စားမှုရှိနေရင်အဲ့ဒီအာဂရိလိုက်စားမှုတော့သူဟာတာဝန်ခံရမယ်တာဝန်ယူရမယ်အဲ့ဒီလိုမျိုးကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ဆရာကျွန်တော်ဆရာကိုနောက်ဆုံးအနေနဲ့ပေါ့နော်အခုလောလောဆယ်မှာတော့ ဒီဒုတိယအကြိမ်ပင်လုံညီလာခံကလည်းတော်တော်လေးကိုညီနေနှာရင်နဲ့ရွှေ့လာနေတာပေါ့နော်ဒီတစ်ခေါက်မှများပြည်သူတွေမျှော်လင့်တဲ့ငြိမ်းချမ်းရေးပေါ့နော်ငြိမ်းချမ်းရေးနဲ့ဒီ Federal ပြည်လုံစုပေါ်ပေါက်ရေးတကယ်ရှေ့ဆက်သွားနိုင်အောင်ဆရာဘာများအဓိကထားပြီးလှုပ်ဆောင်ဖို့လိုအပ်မလဲအဲ့ဒါလေးကိုဆရာပြည့်ဆွဲပြီးတော့ဆွေးနွေးပေးပါဦးခင်ဗျာအဓိကကတော့ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာဒေါ်အောင်ဆန်းစုကြည်နဲ့ Energya ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုအစိုးရတရားနဲ့ခေါင်းဆောင်တာအပြင်ဒီစစ်ဆက်ငြိမ်းချမ်းသူခံပါဖို့လိုတယ်လို့ထင်တယ် ဘာဖြစ်လို့လဲဆိုတော့ဒီအနှစ်90ကြာစစ်တိုက်လာကြတာနော်တချို့ကနောက်ပိုင်းမှာဖွဲ့လာတာလည်းဟိုအရင်သမိုင်းတွေကပြိပခါတွေကြောင့်ဖြစ်လာကြတာအဲ့တော့တစ်ဖက်နဲ့တစ်ဖက်ကညီညာစီလို့မရနဲ့ခက်ခဲနေအဲ့တော့ကျွန်တော်တို့ဒီညီညာရေးဆွေးနွေးပွဲမှာအဓိက negotiator ရှိတာမဟုတ်ဘူးတော့ negotiator တယောက်ထည့်မယ်ဆိုလဲနှစ်ဖက်စလုံးကလက်ခံဖို့ဆိုတော့အတော်ခဲနေနေတာအဲ့တော့ဘာလို့ဖို့လိုတာလဲဆိုတော့ကျွန်တော်တို့ကတစ်ဖက်နဲ့တစ်ဖက်အပြန်လန်နားလဲသဘောပေါက်အောင်အလွတ်သဘောတွေ့ဆုံတာခမ်းမြမ်းမြလုပ်ဖို့လို့ တကယ်တမ်းဆွေးနွေးပွဲတွေမှာကျွန်တော်တို့ကြုံရတာပါဆိုတရားဝင်ဆွေးနွေးပွဲတွေဆိုရင်နှစ်ဖက်စလုံးကကိုမူအသေးကိုင်းထားကြမူအသေးကိုင်းချားကြတဲ့အခါကျတော့ညှိနှိုင်းကတော်တော်ခက်အဆင်မပြေဘူးเนาะအဲ့တော့နှစ်ဖက်အလွတ်သဘောတွေ့ဆုံနေဆိုတော့ဒီခဏခဏအလွတ်သဘောတွေ့ဆုံချင်းလူပုဂ္ဂိုလ်ကြီးရင်းနှီးမှုကိုလည်းရတယ်တစ်ဖက်ကလည်းသူတို့ဘယ်လိုစဉ်းစားလဲသူတို့အခြေခံစဉ်းစားတဲ့အခြေခံပါလဲသူတို့လူကျင်တာပါလဲเนาะအဲ့တော့ဘယ်နီလန်းနဲ့အကောင့်ထဲဖွင့်ပြေးလဲမလဲเนาะအဲ့ဒီဟာမှတရားဝင်ဆွေးနွေးပွဲကို ဖြည့်ရှင်းနိုင်တဲ့တည်တဲ့နီလန်းကိုကျင့်သုံးတင်တယ်လို့ထင်တယ်။နောက်လက်ရှိပြဿနာမှာဘာလဲဆိုတော့ NC မထိုးရသေးတဲ့ဖွဲ့တွေကိုဘလို့ဒီနိုင်ငံရေးဆွေးနွေးမှာပါမလဲဆိုတာအရေးကြီးတဲ့ပြဿနာဖြစ်တယ်။အဲ့ဒါတွေမပါသေး၍ဒီလက်နက်ကင်တိုက်ပွဲတွေကငြိမ်းမာလဲမဟုတ်သူခုန NC ဆိုတဲ့နာမည်နဲ့တနိုင်ငံလုံးအပြစ်ခတ်ရစရာဖြစ်မှာမဟုတ်တိုက်ပွဲတွေဆက်ဖြစ်နေလိမ့်မယ်။အဲ့တော့ဒီမှာလောဆယ်မှာလဲဂွန်းဆက်အကြုံပြဿနာကကိုကန်တအန်းအေးဒီသုံးဘွဲ့ကိုဘလို့သဘောထားမလဲဆိုတဲ့ပြဿနာက လည်းစစ်ပွဲမီးပွားရဲ့အစလို့ဖြစ်ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာတော်တော်အလေးထားပြီးတော့သုံးသပ်ကြဖို့လိုမယ်လို့ထင်ဟုတ်ကဲ့ဗျာဆရာအနေနဲ့ကတော့လွတ်တဘောပို့တွေ့ဆုံမှုတွေကနေပြီးတော့တရားတရားဘာလို့ကျင်လဲပို့ပြီးတော့နားလဲမှုနဲ့ပို့ပြီးတော့ချီကတ်တင်တယ်လို့ပြောတာပေါ့နော်ကျွန်တော်ဒေါက်တာရေမင်းတင်နောက်ဆုံးလေးနဲ့ကျွန်တော်မေးပေးရစေအခုဒီအစိုးရတစ်နှစ်တော့ပြည်ပြီးနောက်တဲ့၄နှစ်ကျန်သေးတယ်ပေါ့နောက်၄နှစ်လာအတွင်းမှာအစိုးရပြောတဲ့တကယ်ပြောင်းလဲခြင်းတတ်မယ်တကယ်ပြောင်းလဲဖို့အရေးတကြီးပါတယ်များလှုပ်ဆောင်ဖို့လိုနေပါသေးတယ်အဲ့တော့နောက်ဆုံးလေးနဲ့ပြေဆိုပြောပါဦးကျွန်တော်ဒီကောက်ပွဲရဲ့ကျင်းညာစတမ်းမှလည်းပါတယ် အဲဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဟလာဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကိုအပြည်သူလူထုကိုသူဂရိပေးခဲ့တယ်အဲ့တော့ဒီတနှစ်ပြည့်တဲ့အထိ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့အတန်တော်မကြားဘူးအဲ့တော့ကျွန်တော်အမြင်အားဖြင့်တော့နောင်လာမဲ့၄နှစ်မှာဟလာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ဟလာကျွန်တော်တို့အစိုးရရဲ့အနာရပါတီရဲ့တက်မတော်ရဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေရဲ့တိုင်းရင်းသားပါတီတွေရဲ့ဘလို့ညှိနှိုင်းဆွေးနွေးပြီးတော့ ဟုတ်လားဘလို့သဘောတူညီမှုကိုရအောင်လုပ်ယူမလဲဆိုတာကျွန်တော်တို့တိုင်းပြည်ရဲ့ဒီမိုကရေစီအပြောင်းလဲနေရောကျွန်တော်တို့ပြည်သူ လူထုရဲ့ဘဝနေရောအနာဂတ်နေရောအများကြီးဆက်ဆက်နေတယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ဟုတ်ကဲ့ခင်ဗျဒီစီစဉ်ကိုတီးရှုအပ်ပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ